အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့တက်ထဲမှာတာဝန်ထမ်းဆောင်နေရင်တငယ်ချင်းဖြစ်သူနဲ့ဖောက်ပြန်ခံသွားရတဲ့စစ်သားတယောက်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းထဲမှာတော့ဂျုံဆူတာကဂျုံပေါက်နေတဲ့စစ်သားတယောက်ဖြစ်ပြီးတော့ခမမိုက်ကောင်မလေးစာဗန်းနာက တငယ်ချင်းဖြစ်သူတင်ဆိုသူနဲ့ဖောက်ပြန်သွားခဲ့တာပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေဘာကြောင့်ဖြစ်ခဲ့လဲဆိုတာတော့ဇာတ်လမ်းလေးကိုကြည့်လိုက်ရအောင်ဇာတ်လမ်းဆက်ဆက်ချင်းမှာပဲဂျိုးကောင်လေးဂျုံကတက်ကနေခွင်းရလို့ပြန်လာရင်ကမ်းခြေမှာစိမ့်ပြင်းနေပြီးအနားယူနေခဲ့တာကို ကြာတာထားပါတယ်။အဲနောက်မှာပဲကန်ဂျမာကဂျွန်နဲ့ဆာဗာနာဆိုတဲ့ကောင်မလေးကိုစတင်စုံစည်းပေးပေးဖို့အခြေအနေဖြစ်လာခဲ့ရပါတယ်။အကြောင်းကတော့ဂျွန်တယောက်ကန်ဂျီမှာအပန်းဖြစ်နေတော့ခမမိုက်ကောလိပ်ကျောင်းသူလေးဆာဗာနာကတငယ်ချင်းတွေနဲ့အတူဒီကန်းချင်းတွေကိုတငယ်ချင်းတွေနဲ့ရောက်လာခဲ့လို့ဖြစ်ပါတယ်။တငယ်ချင်းတွေနဲ့စကားပြောနေတဲ့ဆာဗာနာတယောက်လက္ခဏာမငြိမ်ပဲသူမရဲ့ပတ်စံအိတ်ကမတော်စရေထဲကိုထွက်ချသွားတဲ့အခါကြောင်ပြောက်နေတော့မှပဲအနားမှာရှိတဲ့ဂျွန်တယောက် ဘာမှစဉ်းစားမနေတော့ဘဲစာဗန်နာရဲ့ပတ်စံအိမ်ကိုပြန်ဆဲပေးလိုက်ပါတယ်။အဲဒီလိုရကြောက်ပဲဂျွန်းကိုညမီးပုံပွဲလာခဲ့ပါလားဘာညာဆိုပြီးဖိတ်ခေါ်လိုက်တော့ကောင်စိုးလေးကလည်းနှစ်ခါတော့မငင်းရှာပါဘူး။ဒီပါတီကို join ဖို့အတွက်လက်ခံလိုက်ပါတယ်။သူတို့နှစ်ယောက်စကားပြောနေတုန်းမှပဲစာဗန်နာရဲ့အိမ်နေချင်းဖြစ်တဲ့တင်းဆိုတဲ့မျိုးသားနဲ့သူ့ရဲ့အော်ဒီဇင်ယောဂါရှိတဲ့တားလေးအလန်တို့ကသူတို့နားကိုရောက်လာပြီးတော့နှုတ်ဆက်ခဲ့ပါတယ်။ ပါတီဘွဲကနေအစားပြုလို့ဂျွန်နဲ့ဆာဗန်နာတို့လည်းအချိန်တွေအတူတူကုံဆုံးရင်တယောက်ကြောင်းတယောက်ကိုပူတီးလာတဲ့အထိအဆင့်တက်လာကြပါတယ်။မြန်မာများတော့စိတ်မှချွတ်ချွမ်းဝင်ဆိုဆိုလို့ဂျွန်နဲ့ဆာဗန်နာတို့ရဲ့ဆက်ဆံရေးကပါပါမမားတွေနဲ့ပါပေးတွေ့လာတဲ့အဆင့်တီကိုဖြစ်လာကြပါတယ်။ဂျွန်ရဲ့ဖေနာမည်ကတော့ဘီးဖြစ်ပြီးတော့ရှင်အောင်ဒင်ကားပြားစုဆောင်တတ်တဲ့ဝါသနာပါသူဆိုတော့အချိန်တိုင်းလိုသူကြိုက်တဲ့ဒင်ကားပြားတွေကိုစုဆောင်ရင်းနဲ့အချိန်ကုန်လေးရှိသူတယောက်ဖြစ်ပါတယ်။ဂျွန်နဲ့ဆာဗန်နာတို့ရဲ့အချစ်ဇာလန်လေးကစမယ်ရှိသေးတယ်။ လွန်ရတော့မယ့်အချိန်တွေကိုရောက်ရှိလာခဲ့ပါတယ်။အကြောင်းကတော့ဆာဗန်နာကကောလိပ်ပြန်တန်းရတော့မှဖြစ်ပြီးဂျွန်ကလည်းခွင့်ရပြည့်လို့တက်သေးကိုပြန်ရတော့မှကြောက်ပါ။ဒါပေမဲ့ဂျွန်တယောက်တနည်းလောက်စွန့်မှုထမ်းပြီးရင်တော့စက်သားအဖြစ်ကနေအနားယူလို့ရတော့မှဆိုတော့သူတို့ရဲ့ရှည်ရည်ကိုတိုင်ပင်ကြရင်အလွမ်းတန်နေကြပါတယ်။ဒီလိုနဲ့နှူးသားခွဲရတော့မယ့်အချိန်ရောက်လာတော့စာပုံမှန်ရေးဖို့နဲ့အဆက်အသွယ်မပြတ်စီဖို့အတွက်မှားလိုက်ရင်နှစ်ယောက်သားရဲ့ပျော်ရွှင်ချိန်လေးကလည်းခက်တအနားယူသွားကြရပါတယ်။ ဂျွန်တယောက်စစ်မှုထမ်းနေစဉ်အချိန်အတွင်းအားရင်အားသလိုစာဗန်နာစီစာရေးခဲ့ပြီးတော့စာဗန်နာကလည်းဂျွန်စီကိုစာအများနဲ့ရေးပြီးတော့ပို့နေခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ဝေးကွာနေတဲ့ချက်ချင်းမြေတာတွေကခိုင်မာနေစေဖြစ်ပေမဲ့ဒီနေ့မှာတော့သူတို့ကိုခွဲပြစ်မဲ့ကန်ဂျမာဆိုးကြီးကဝင်လာပါတော့တယ်။အကြောင်းကတော့တမိုင်းတစ်လျှောက်အဆိုးဆုံးဖြစ်တဲ့နိုင်11အကြံဖက်တိုက်ခိုက်မှုကြီးဖြစ်ပွားခဲ့တဲ့အတွက်ဒီမစ်ရှင်ကိုထမ်းဆောင်ဖို့အတွက်နောက်ထပ်နှစ်နှစ်တောင်းဝင်ထမ်းဆောင်ပေးရမှာဖြစ်ပါတယ်။ အချင်းနဲ့တာဝန်ကြားမှာရွေးချယ်ရာခတ်နေတဲ့ဂျွန်တယောက်အချစ်ဆိုတာကမင်းရှင်ပြီးလို့ပြန်လာရင်ပြန်ဆက်သွယ်နိုင်တာကြောင့်နိုင်ငံအတွက်ဆက်လက်တာဝန်ထမ်းဆောင်ဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်။အဲနောက်တော့အားလည်းရတစ်ခုမှာဂျွန်တယောက်အိမ်ကိုပြန်လာတော့လေးစိမ့်မှာလာဆောင်နေတဲ့စာဗန်းနာနဲ့အလွမ်းနေတဲလိုက်ကြရင်နဲ့စာဗန်းနာရဲ့မိဘတွေနဲ့လိုက်တွေ့ခဲ့ပါတယ်။အဲဒီမှာပဲဂျွန်ကတင်းကိုစကားသွားပြောခဲ့ပြီးအယ်လန်ရဲ့အော်ဒီဇင်ယောဂအကြောင်းတိုက်ပြနေကြချိန်တင်းရဲ့ဇနီးအကြောင်းမေးလိုက်တဲ့ချိန်မှာတော့တင်းတယောက်မျက်နှာပြတ်သွားခဲ့ပါတယ်။ တကယ်တော့တင်မရဲ့ဇနီးကသူတို့သားဖောက်ကိုထားပြီးထွက်သွားခဲ့တဲ့အတွက်အဖေတခုသားတခုနဲ့ကျမ်းမာရေးချိုးတဲ့နေတဲ့သားဖြစ်သူကိုခက်ခက်ခဲခဲပြုစုထားရလို့ပဲဖြစ်ပါတယ်။ဒီအကြောင်းကိုသိသွားတဲ့ဂျွန်လဲတင်းကိုအရန်လေးစားသွားပြီးတော့တောင်းပန်စကားဆိုလိုက်ပါတယ်။သူတို့စကားပြောနေတုန်းမှပဲဝါဟိစတာဟောင်းအဖိုးကြီးတယောက်ကအနားကိုရောက်လာပြီးတော့နိုင်ငံကိုကာကွယ်ပေးနေတဲ့ဂျွန်အတွက်ကျေးဇူးတင်ကြောင်းပြောပြလိုက်ပါတယ်။ မရှင်အတွက်နှစ်နှစ်ထိစစ်မှုထမ်းဖို့လက်မှတ်ထိုးထားတဲ့အကြောင်းကိုတော့စာဗန်းနာတယောက်ခုမှသိလိုက်တော့စိတ်ကောက်ပြီးဒီနေရာကနေလွှတ်ထွက်သွားခဲ့ပါတယ်။အခြေအနေကိုနားလေတဲ့ဂျွန်လင်းစာဗန်းနာနောက်လိုက်သွားပြီးတော့ကောင်မလေးပြောဖို့အတွက်ချုံနေရင်မပြောတာနဲ့ပြပြတွေအပြင်လဲပါထွန်ပေးလိုက်မှအရာအားလုံးအဆင်ပြေသွားပါတော့တယ်။မနေ့ရောက်တော့စာဗန်းနာကဂျွန်းကိုလေးစိတ်ကိုလိုက်ဖို့ခဲ့ချိန်စာပုံမှန်ရေးပြီးဆက်သွယ်ဖို့အတွက်တေချာလေးမှာကြားလိုက်ပါတယ်။ တဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်ခွဲခွာခဲ့တဲ့အချိန်ကာလတွေဟာရက်တွေလတွေကနေတဆင်နှစ်တွေဖြစ်ပြောင်းလဲလာခဲ့တဲ့အချိန်အနေဝေးတော့သွေးအေးလာသလိုဖြစ်လာခဲ့ပါတယ်။ဖြည်းဖြည်းချင်းနဲ့ပဲစာဗန်နာဘက်ကစာပို့တာတွေဟာနှဲပါလာခဲ့တဲ့အပြင်ဂျွန်ကလည်းစာဗန်နာဘက်ကပို့လာမဲ့စာဆောင်တွေကိုမျောလင့်နေရတဲ့အချိန်ကိုဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့ဂျွန်ရဲ့အသေးကိုချိန်မှသွားမဲ့စာဆောင်ရောက်လာခဲ့ပါတယ်။စာထဲမှာကတော့ချက်တော်ဂျွန်ကျမတခြားတယောက်နဲ့ဆေးဆက်လိုက်ပြီဆိုတဲ့စာဂျွန်ကိုစမ်းမဖက်ကျင်တော့အောင်ကို နာကျင်မှုမျိုးဖြစ်လာခဲ့ရပါတယ်။ဂျွန်တယောက်အဲ့ဒီစာကိုတွေးလိုက်ချိန်မှာပဲဒေါသထွက်မှုနဲ့အတူစာဗန္နာပို့ထားသမျှစာတွေအလုံးကိုလည်းမီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။နှစ်တွေတဖြည်းဖြည်းကုန်လွန်သွားခဲ့ပေမဲ့ဂျွန်တယောက်ကတော့ကြည်စံတွေနဲ့ဖမုတ်တွေကြားမှာစစ်တိုက်နေရင်းနဲ့ကုံဆုံးလာခဲ့ရတာဖြစ်ပါတယ်။၂003ခုနှစ်မှာတော့ဂျွန်တယောက်အာဖဂန်နစ္စတန်နိုင်ငံစစ်ဆေးရေးတခုမှာတနက်ထိမှန်သွားခဲ့ပြီးအိမ်ပြန်ဖို့အထက်ရရှိကမိတ်ပေးခဲ့ပေမဲ့ဂျွန်ကတော့နောက်ထပ်၄နှစ်စစ်မှုဆက်ထမ်းမှုစာရင်းသွင်းခဲ့ပါတယ်။ မရေမတွက်နိုင်တဲ့မစ်ရှင်တွေအပြီးနောက်ထပ်ကြလာမယ့်မစ်ရှင်တွေကိုစောင့်ဆိုင်းနေတုန်းမှာပဲဂျွန်တယောက်ဝမ်းနေစရာကောင်းတဲ့သတင်းတစ်ခုကိုထပ်မံကြားသိခဲ့ရပါတယ်။အဲဒါကတော့သူ့ရဲ့ဖခင်ဘီလေးဖြတ်သွားပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ဂျွန်လည်းဖခင်စီကိုချက်ချင်းပြန်သွားခဲ့ချိန်မှာတော့ဗီကအသက်ရှင်နေသေးပေမဲ့အချိန်လေးကအတော်လေးဆိုးရနေပြီဆိုတာကိုသိလိုက်ရပါတယ်။အဲဒါနဲ့ဂျွန်လည်းဖခင်ဖြစ်သူဘီရဲ့ဘေးနားမှာထိုင်ပြီးတနက်ပြစ်ခံရတဲ့အချိန်မှာပထမဆုံးသတိရတာကအဖေရဲ့ဒင်္ဂါးပြားတွေဖြစ်ပြီး တတိမိမသွားခင်နောက်ဆုံးစဉ်းစားမိတာကအဖေပဲဆိုပြီးတော့မျက်ရည်များစွာနဲ့ရင်ဖွင့်နေခဲ့ပါတယ်။တိတ်မကြခင်မှာပဲဗီဒီယိုကို꽌လွန်သွားခဲ့ပြီးချစ်သူကလည်းမုံဖဲကလည်းရှုံဖြစ်နေတဲ့ဂျွန်တို့ကတကောင်ကျော်ဘွားကိုတန်းရောက်သွားရပါတော့တယ်။နေရက်ကိုပြောင်းရောက်နေတဲ့ဂျွန်လည်းရီစာဟောင်းစာဗနာစီကိုသွားလိုက်ခဲ့ချိန်မှာတော့အံ့အားသင့်စရာကိစ္စတခုကိုတွေ့လိုက်ရပါတယ်။ဒီရကတော့စာဗနာလက်ထပ်သွားခဲ့တဲ့လူကအခြားလူမဟုတ်ပဲအော်တီဇင်ယောဂရှိတဲ့အယ်လိုင်းအဖေတင်းဖြစ်နေခဲ့လို့ပါ။ ဂျွန်နဲ့တင်တို့ဆုံတွေ့ရတဲ့အချိန်မှာတော့စကားပြောဖို့အနေငယ်ဆုံးရနေခဲ့ပြီမဲ့လေယူသားစိတ်အဖြစ်ရှိတဲ့တင်က"သူမမင်းကိုချစ်တာဘယ်တော့မှမရက်တက်ခဲ့ဘူး။သူမရဲ့အကြည့်တွေထဲမှာအချစ်တွေတန်ရုံးစင်တွေအများကြီးရှိနေပါသေးတယ်"လို့ဆိုလာခဲ့ပါတယ်။အဲညမှာပဲဂျွန်၊ဆာဗန်နာနဲ့တင်တို့ညစာအတူစားဖို့ဆုံတွေ့ကြတဲ့အခါသူတို့ရဲ့ညစာစားပွဲကအချိန်အတော်ကြာတိတ်ဆိတ်နေခဲ့ပြီမဲ့ဂျွန်ကပဲအရင်ဆုံးစကားဆပြောလိုက်ပါတယ်။ တကယ်တော့ဂျွန်မင်းရှင်တွေထမ်းဆောင်နေချိန်မှာအိန်းနေချင်းလည်းဖြစ်တငယ်ချင်းလည်းဖြစ်တဲ့တင်နဲ့အော်ဒီဇင်ဖြစ်နေတဲ့သားလေးကိုကူညီရင်းအိုချင်းသားတော့အိုချင်းတီသွားခဲ့တာဖြစ်ပါတယ်အခုချိန်မှာတော့သူမရဲ့ခင်မုန်းတင်တယောက်နာတာရှိယောဂတစ်ခုကြောင့်ဘဝရဲ့ဏီကုန်းအခြေအနေကိုရောက်နေခဲ့ရတာလည်းဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုတော့ဆာဗန်နာကတောင်းပန်လိုက်ပြီးတော့အခုချိန်ထိဂျွန်းကိုချစ်တဲ့အချက်တွေကစစ်မှန်ခဲ့တာပါလို့နောက်တဲ့တစ်ချိန်တပားချိုးထိုးဖို့ထပ်မံကြိုးစားပြန်ပါတယ်အဲနောက်တော့နှစ်ယောက်သားအရင်တုန်းကပို့ခဲ့တဲ့စာရင်းအားလုံးကိုပြန်ကြည့်ပြီး အတိတ်ကအမတ်တရားတွေကိုပြန်လည်တူးဆွခဲ့ပေမဲ့အရင်လိုမျိုးဘယ်တော့မှပြန်မဖြစ်နိုင်တော့ဘူးဆိုတာကိုတော့နှစ်ယောက်စလုံးနားလည်ခဲ့ကြပါတယ်။အဲနောက်တော့ဂျွန်လင်းစာဗန်နာကိုနှုတ်ဆက်ပြီးတော့သူ့အဖေမရှိရတဲ့အိမ်လေးကိုပြန်လာခဲ့လိုက်ပြီးတော့ဖာခင်ပြစ်သူဘီရဲ့ပစ္စည်းတွေကိုလိုက်ပြီးကြည့်နေတော့အတွေ့အကြုံရသွားခဲ့ပါတယ်။ဒါကတော့သူတစ်ချိန်ကချစ်ခဲ့ရဘူးတဲ့စာဗန်နာတယောက်ယောက်ျားဖြစ်သူရဲ့နောက်ဆုံးကျမရေးကိုငွေလိုနေတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။ဂျွန်လင်းဖာခင်စုဆောင်ထားတဲ့ဒင်္ဂါပြားတွေထဲကတစ်ခုကိုသာ အဆောင်အနေနဲ့ခြံထားခဲ့ပြီးတော့ကြံတဲ့ဒင်ကားပြားတွေအားလုံးကိုရောင်းချလိုက်ပြီးငွေတွေအားလုံးကိုတင်းရဲ့ယောဂါကိုကူးသနိုင်မှုအတွက်ဆာဗာနာစီကိုပို့လိုက်ပါတယ်။တရတော့ဂျိုဒီယောက်စစ်မှုထမ်းနေတော့ဆာဗာနာစီကနေစာဆောင် ရောက်လာခဲ့ပါတယ်။ဇာတ်ထဲမှာတော့ဂျိုရဲ့အလူငွေကိုလက်ခံရရှိတဲ့အကြောင်းနဲ့တင်တယောက်နှစ်နာရီလောက်ကူးသပြီးတဲ့နောက်မှာပဲယောဂါနဲ့ကွယ်လွန်သွားပြီဆိုတဲ့အကြောင်းရေးသားထားပါတယ်။စာရဲ့အဆုံးမှာတော့မကြခင်ပြန်တွေးကြမယ်နော်ဆိုတဲ့စကားလုံးလေးနဲ့ကိုကိုကျွန်းဂျိုသွေးထားပါအောင်လို့အဆုံးသတ်ထားပါတယ်။ လာပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ဂျွန်တယောက်စစ်သားဘွားကနေနာပြီးအရက်သားဘွားနဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ရောက်ရောက်ချင်းဂျူပေါက်နေတဲ့ဂျွန်တယောက်ဆာဗာနာရှိတဲ့ကော်ဖီဆိုင်ကိုအလင်းအမြန်ရောက်ရှိလာခဲ့ပြီးတော့နှစ်ယောက်သားနှစ်ပေါင်းများစွာမျိုးသိပ်ထားတဲ့အားအိမ်တွေကိုထုတ်သုံးလိုက်ကြရင်ဇလန်းလေးကိုလည်းဆုံးသက်ထားပါတယ်။ဒီစကားလေးရဲ့ပေးခြင်းတဲ့ဗစိကတော့အချစ်ဆိုတာကိုလိုချင်တာကိုအမြဲတမ်းရရှိမှာမဟုတ်ကြောင်းနဲ့တစ်ခါလေးမှကိုကျုံစုမှုတွေလိုအပ်တယ်။တစ်ခါလေးမှအကြီးမြတ်ဆုံးချစ်ခြင်းမေတ္တာကကိုနဲ့ရှိနေမှာမဟုတ်ပဲ ဒဇုံတရားကိုပျော်ရွှင်စေဖို့အခွင့်အရေးပေးလိုက်တာမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ကျေးဇူးအားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။